အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါ Chelsea တင်းကတော့အခုအပြောင်းရွှေ့ကိုခက်သွက်သွက်လှုပ်ရှားနေရင်းနဲ့ကျွန်တော်တို့သူတို့ plan ထဲမှာမပါဘူးလို့ထင်ထားတဲ့ position အတွက်ကိုသူတို့စပြီးလှုပ်ရှားတယ် Chelsea ပိုင်ရှင်တွေကနီးပြအန်ဆိုမာစကာကိုအစောကြီးတည်းကသူတို့ဘက်က promise ပေးထားတာကတိုက်စစ်မှုတစ်ယောက်ခေါ်ပေးမယ်တောင်ပန်ကစားမတစ်ယောက်ခေါ်ပေးမယ် နောက်ခံစစ်မှုတယောက်ခေါ်ပေးမယ်ဆိုအဲ့ဒီမှာဂျီဒန်ဆန်ချူကဒါလုခလာစာညှိနှိုင်းလို့မရတဲ့အတွက်ဆန်ချူထွက်သွားတဲ့အတွက်သူတို့မဖြစ်မနေတောင်းမတယောက်ခေါ်ရတော့မယ်အလဟန်ဒိုဂါနာချူကတော့သူတော်တော်လေးယာထားတဲ့သူ ဖြစ်တယ်နောက်တစ်ဖက်ကဘရစ်ရှတ်ဒိုမန်ရဲ့တောင်းပန်ကစားမဂျီမီကန်တက်စ်ကလည်းသူတို့ရဲ့ main target ဖြစ်ပြီးတော့အန်ထရန်ဆမန်ယူတို့ရာဖေးလေယိုတို့က plan B နေနဲ့သူတို့ထားထားတယ်ဆိုတော့အစောပိုင်းတုန်းကဆန်ချူသာရှိမယ်ဆိုရင်နော်နီမာတူရီကိုသူတို့ရောင်းဖို့ရှိပေမဲ့အခု နော်နီမာဒူရေကေကိုကုလလောဆယ်မှာတော့ချက်စီကဟိုးထားတယ်ဒီနေရာမှာချက်စီအနေနဲ့ striker option အတွက်လည်းလီယန်ဒီလက်ကိုခေါ်ထားတယ်ခရစ်စတိုဘာအန်ကူကူထွက်ဖို့တေးကြသွားတဲ့အချိန်မှာတောင်မှသူတို့ဘက်က Itran Frampay ရဲ့ပြင်သစ်တိုက်စင်မှု Hugo Akitike ကိုသူတို့ဘက်ကတောက်လျှောက်ဆက်သွယ်ထားတယ်ဒီဒီအတွက် Itran Frampay က Euro 80နဲ့တန်တရာတာလူချင်းတော့ချက်စီကညှိနေတဲ့အတွက်ကြောင့် probably ya ဒီတိုက်စစ်မှုနဲ့ချက်စီတို့ကဖြစ်လာနိုင်တယ်ဒါပေမဲ့ ပိတ်သက်တွေကနောက်ဆုံးနောက်ခံလူတယောက်ဘယ်တော့ခေါ်มาလဲနောက်ခံလူဘယ်တော့ရောက်လာมาလဲဆိုတဲ့အခြေအနေတွေကြားကနေမနေ့ကပဲဒါရီယာလိုအဆူကူဆိုတဲ့လူငယ်ချတိတ်တယောက်ရောက်လာတယ်ဒါကတော့ sporting ကလူငယ်ကစားမှဖြစ်တယ်နောက်၈နှစ်ကြာရင်ဒါ Giovanni Quinta ဆိုတဲ့ချတိတ်ရောက်မယ်နောက် V ဒီ William ဆိုတဲ့ချတိတ်ကလည်းဒီနွေရာတီမှာရောက်မယ်ဒီလိုအခြေအနေချမှာ center back center back center back နဲ့ Chelsea သားမတွေအားလုံးတောင်းဆိုတဲ့အချိန်မှာလုံးဝ surprise နဲ့ Sky Sport မှာရော Fabrizio မှာရော David Ornstein မှာရော ်ချယ်ဆီက AC မီလန်ကိုသမားမိုက်မန်ညိုကိုတွားရောက်ဆက်သွယ်ခဲ့တဲ့ကြောင့်အတည်ပြုလာတယ်အသက်29နှစ်ပဲရှိတဲ့ပြင်သစ်ရဲ့နံပါတ်1ကိုသမားလက်ရှိဘောလုံးလောကရဲ့ခပအကောင်းဆုံး top 5ခုခီတာမှာပါတယ်သူ့ရဲ့ contract ကနောက်ဆုံးထင့်ကိုရောက်တဲ့အတွက်ကြောင့်ချယ်ဆီကမိုက်မန်ညိုရဲ့ agent ဖြစ်သူရော AC မီလန်အသင်းကိုတွားရောက်ဆက်သွယ်ပြီး ဒီအပြောင်းရွှေ့ဖြစ်နိုင်ဖို့တွားရောက်ဆွေးနွေးခဲ့တဲ့အကြောင်းဖော်ပြထားတဲ့ Sky Sport ရဲ့သုံးသပ်ချက်အရဆိုရင်ချက်စီဟာအသက်29နှစ်ရွယ်ရှိတဲ့ပြင်သစ်ကိုသမားကို ခေါ်ယူနိုင်ဖို့ chance ကတော်တော်ကိုများတဲ့အတွက်အခြေအနေတဲ့သူ့ရဲ့လောက်ခဒီပြောင်းရွှေ့ခြင်းတစ်နှစ်ပဲဒါကြံတော့တဲ့စာချုပ်ကြောင့် ပတ်စံနဲ့အများကြီးပေးစရာမလိုတဲ့အခြေအနေမျိုးဖြစ်တယ်လို့ဆိုထားတယ်။ဒါပေမဲ့ဒီနေရာမှာ Chelsea ပြည်သက်တော်တော်များများတော့ဗောလေ။ငါတို့မှာအမတန်များပြားတဲ့ဂိုးသမားတွေကြားမှာနောက်ထပ်ဂိုးသမားတစ်ယောက်ထပ်ရအောင်မယ်ဆိုတဲ့အချက်အမှန်တိုင်းပြောရင်တော့မိုက်မန်ညိုက Chelsea ရဲ့နံပါတ်1ဂိုးသမားဖြစ်မှာပဲ။ဘာကြောင့်လဲဆိုတော့ဒါလက်ရှိဂိုးသမားတွေထဲမှာ Robert Sanchez ရှိမယ်၊ Philip Jorgensen ရှိမယ်။နောက်ထပ် Petrovic ရှိမယ်၊ Mike Pander, Kepa Ariza Plaka, Mike Pander ကပြီးခဲ့တဲ့နေရာဒီမှာခေါ်ထားတယ်။ Kepa ကတော့ ဘုံမောက်ကိုအငားချထားပြီးတော့ strapo ကို patrovic ကိုအငားချပြီးတော့ philip yorkinson နဲ့တစ်ပတ်က robertson ချက်ဒါပေမဲ့ mike manuel ကတေးချာပေါက်နံပါတ်1ဖြစ်မှာဖြစ်တော့ဆိုတော့အခုလောလောဆယ်မှာ chelsea က campbell riza bagla ကိုအပြီးသက်ရောင်းဖို့ဘုံမောက်နဲ့ဆွေးနွေးနေတယ် now petrovic ကတော့ဒါ club ကထွက်ဖို့ရှိပြီးတော့ robert sanchez လည်းထွက်ဖို့ရှိတယ်ဆိုတော့ chelsea နေနဲ့အခုတလို့ဆယ်နေထားရ AC Milan ကိုသမား Mike Manyo က Chelsea ရဲ့နံပါတ်1တားခတ်ဖြစ်တဲ့ပြောင်းရွှေ့ခြင်းကဒါအလွန်ဆုံးတန်း20နဲ့တန်း30ကြာတန်း30ပတ်ဝန်းကျင်သူရဲ့လက်ရှိ current market ပေါင်းကြီးက28တန်းရှိတယ်။ Chelsea အနေနဲ့ထန်ကုန်တန်း30နဲ့40ထပ်ပိုမပေးရနိုင်ဘူးလို့ပြောထားတာတွေရှိတယ်။ဆိုတော့ဒီကိုသမားရရင်တော့မှန်တိုင်းပြောရရင် Chelsea ကကိုသမားကောင်းသွားပြီ။ဘာလို့ချက်စီကအခုဖတ်တဲ့ချက်နဲ့အကြာကြီးရင်တော့ခူတီချီနီခူတီချီနီပြီးတော့ဖတ်တဲ့ချက် ဖတ်ချက်ပြီးတဲ့အချိန်ကနေတီဘူခော့ထွာပေါ်လာတဲ့ခြေစည်းအတွက်တော်တော်ကိုကောင်းတဲ့ကုသမားတွေပိုင်ရင်းခဲ့တယ်။အိုက်ကနေမှဆင်ပြီးတော့မှကေပယ်ရီဇာဘလကရောက်လာတယ်။ပထမတရာဒီလောက်ပဲနောက်ပိုင်းမှာတောက်လျှောက်ရုံခိုင်းရတယ်။နောက်အက်ဒရာမန်တီ200ဒီလောက်ကောင်းပြီးတော့နောက်သူနောက်ပိုင်းမှာသူလည်းအတင်းကထွက်သွားတဲ့အချိန်မှာကုသမားကတောက်လျှောက်တိုက်ပတ်နေတဲ့အချိန်မှာအခုပြည်သက်လွေစင်ရဲ့နံပါတ်1ကုသမားမိုက်မန်ညိုကိုခြေစီကခေါ်ဖို့စတင်ဆွေးနွေးနေပြီးတော့ဒီအပြောင်းအရွှေ့မှာသူက ဒုတိယမြောက်ခွန်ယူမှုတတိယမြောက်ခွန်ယူမှုတောင်းဖြစ်လာနိုင်ပွဲရှိတဲ့ကြောင်းဖော်ပြထားပြီးတော့တိုက်စစ်မှုတယောက်ခံစစ်မှုတယောက်နဲ့ထပ်မံခွန်ယူဖို့ရှိနေပါတယ်အားလုံးကျေးဇူးတင်ပါတယ်